အားလုံးပဲမင်္ဂလာပါနေပြီးတော့ Hyperland မြေလွယ်ကူလေးတဲ့နီးပညာ5 minute sharing အစီအစဉ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ကျမနဲ့မျိုးနေကိတိခိုင်ပါဒီဘက်မှာတော့ကျမက Microsoft ကိုအသုံးပြုပြီးတော့ဟိုတက်ပုံရဲ့ background လေးတွေကိုဘယ်လိုပြောအောင်လဲဆိုတဲ့နီးလန်းလေးကိုမျှဝေပေးခြင်းပါတယ်။အားလုံးပဲကျမနဲ့အတူတူလေးလာကြည့်ပူရအတွက်ဖိတ်ခေါ်ပါတယ်ရှင်။ Okay အခုဆိုလို့ရှင်ကျမနဲ့အတူတူလေးလာပူရအတွက် Microsoft လေးကိုဖွင့်မယ်နော်။ အခုကကျမတို့က Microsoft Word ကိုအသုံးပြုပြီးတော့ပုံပန်းကောင်းပြောင်းมาဖြစ်ပါတယ်။အဲ့တော့ကျမတို့အရင်ဆုံးပုံထည့်မယ်နော်။ပုံထည့်မယ်ဆိုလို့ရှိရင်ကျမတို့က Insert Tab ထည့်ကိုသွားပါမယ်။ Insert Tab ထည့်မှာ Picture ဆိုတာရှိပါတယ်။ Picture ထည့်ကိုသွားပါမယ်။ Picture ထဲမှာမှာကိုပြောင်းချင်တဲ့ပုံရှိတဲ့နေရာကိုသွားပြီးတော့ရွေးရပါမယ်။အခုကျမပုံတစ်ပုံရွေးလိုက်ပါပြီနော်။ ပုံရပြီလို့ရှိရင်အဲ့မှာကကျမတို့ကပုံကိုရွှေ့လို့မရတဲ့ပြဿနာဖြစ်တတ်ပါတယ်။အဲ့မှာဆိုလို့ရှိရင်ဒီပုံကိုရွှေ့လို့ရအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အခါကျတော့ဒီမှာ web test ဆိုတဲ့ဟာရှိပါတယ်။အဲ့ဒီကနေသူတို့ကိုရွေးပေးရပါတယ်။သူတို့ကိုရွေးပြီးအောင်မှဒီမှာပုံကရွှေ့လို့ရမှာပါနော်။အခုကျမတို့ကပုံကရွှေ့လို့လည်းရသွားပြီဆိုလို့ရှိရင်ကျမတို့ဒီမှာ remove background ဆိုတာရှိပါတယ်။ background ဖျောက်မှာ ဖြစ်တဲ့အတွက် remove background ရေးပါမယ်။ မမှု background ယူလိုက်တာလေသူကဒီလိုမျိုးကြီးကြလာပါလိမ့်မယ်အဲ့မှာဆိုရင်ဒီမှာပုံကိုနည်းနည်းပြတ်သွားရပါတော့သူရဲ့ frame အချင်းနေရတော့အဲ့တဲ့ကျမတို့ frame နည်းနည်းချဲ့ပေးရပါမယ်ဒီ output ကိုလည်း frame နည်းနည်းချဲ့ပါမယ်ဟုတ်ပါပြီเนาะအခုကျမတို့ကဒီမှာပုံနဲ့အပြည့်ရသွားပြီဆိုလို့ရှိရင်ဒီဘက်မှာ refine group ထဲမှာပေါ့เนาะဆက်လက်မှတ်တဲ့ဟာတုံးမှုရှိပါတယ်ကိုယ်ဆိုင်တဲ့ဟာနဲ့ဆက်လက်မှတ်လို့ရပါတယ် ပြီးလို့ရှိရင်ဆက်လက်မှတ်ပြီးသွားရင်ဆိုလို့ရှိရင်ဒီဘက်က keep change ဆိုတော့ဟာလေးကိုနှိပ်ပေးပါ။ဒါဆိုလို့ရှိရင်ကျမတို့က background လေးဖြတ်ပြီးသွားပါရင်နော်။ background ဖြတ်ပြီးတော့မှအဲ့မှာပုံကိုအလင်းမောင်ချိန်နေတာ၄ပါးဆိုလဲဒီမှာသွားပြီးတော့ correction မှာသွားပြီးတော့အလင်းမောင်ချိန်လို့ရပါတယ်။ဒါဆိုလို့ရှိရင်ပုံကိုအလင်းမောင်ချိန်တဲ့နေရာပါနော်။ပြီးလို့ရှိရင်ဒီဘက်မှာ color ဆိုတာရှိပါတယ်။ ကာလာကတော့ဒီမှာအယောင်တွေလုံးဝကွဲလဲသွားတာပေါ့နော်အယောင်တွေပြောင်းရှင်နေဒီမှာသွားပြီးတော့ပြောင်းလို့ရပါတယ်ကာလာပါဒီဘက်ကကျတော့ artist effect ပေါ့နော် artist effect ကကျတော့ဘယ်လိုမျိုးလဲဆိုတဲ့အခါကျတော့ဒီပုံကိုဟိုကဒီ demo တဲ့ပုံကိုပကြီဆွဲထားသလိုမျိုးပေါ့နော်ပကြီဆွဲထားသလိုမျိုးပုံစံအဖြစ်ပြောင်းရှင်နေဆိုလို့ရှင်တော့ဒီမှာ artist effect ထဲမှာသွားပြီးတော့ပြောင်းလို့ရပါတယ်အဲကြလို့ရှင်သူကပကြီဆွဲထားမှာမှရေစင်းနဲ့ဆွဲထားတော့စီစင်းနဲ့ဆွဲထားဆိုပြီးတော့ပုံစံအမျိုးမျိုးပြောင်းသွားပါလိမ့်မယ်နော် ။ဒါကတော့ background ဖြောက်ပြီးတော့ဒီမှာပုံအလင်းမောင်ချိန်ကျင်တာတွေ၊ color ပြောင်းကျင်တာတွေပုံစံမျိုးမျိုးပြောင်းလို့ရပါတယ်။အခုကကိုကနောက် background ကိုမလိုချင်မဲနဲ့ background တစ်ခုထပ်ထည့်ချင်တယ်ဆိုလို့ရှိရင်လည်းထည့်လို့ရပါတယ်เนาะ။ right click တစ်ချက်နှိပ်ပါမယ်။ပြီးလို့ရှိရင်ဒီမှာ format picture ဆိုတာရှိပါတယ်เนาะ။အဲ့ဒီမှာ click တစ်ချက်နှိပ်ပေးပါ။အဲ့မှာဆိုလို့ရှင်ဒီလို box လေးတစ်ခုကြာလာပါလိမ့်မယ်အဲ့မှာပုံနောက်မှာဖြည့်မှာဖြစ်တဲ့အတွက် face ဆိုတဲ့ဟာလေးရေးပါအ အဲ့မှာ face မှာဆိုလို့ရှိရင်လည်း solid face ပေါ့နော် gradient အရောင်ပြေးပြောင်ပြေးကိုဖြည့်ရရှိမယ်အဲ့လိုမျိုးလေးအမျိုးမျိုးဖြည့်လို့ရပါတယ်နော်ဒီမှာဆိုလို့ရှိရင်နောက်မှာမှာဒါကတော့အယောင်တရောင်နဲ့ပေါ့နော်ဒီမှာနောက်မှာသွားပြီးတော့အယောင်တွေရွေးလို့ရပါတယ်ဒါကနောက်က background ကိုဖြောက်ပြီးတော့ကိုကြိုက်တဲ့အယောင်ထည့်တာပေါ့နော်ဒီအောက်ကတစ်ခုကကျတော့ gradient gradient ကျတော့သူကရောင်ပြေးလောက်တာပါနော် ။ရောင်ပြေးဆိုလို့ရင်ဒီမှာအပေါ်ကအရင်အောက်ကအဖြစ်အဲ့လိုမျိုးလေးရောင်ပြေးလေးတွေလုပ်လို့ရပါတယ်။ဒါကနောက်က background ကိုပုံစံမျိုးမျိုးထည့်ရပါတော့နော်။ဒီဘက်မှာ line color ဆိုတာရှိပါတယ်နော်။ line ရဲ့ကျတော့ဘေးကဘောင်ပုံစံမျိုးဖြစ်သွားမှာပါ။အရောင်နဲ့အတွင်းသားဖြည့်ထားတဲ့အရောင်နဲ့တူချင်တာလားဒါမှမဟုတ်မတူချင်ဘူးဆိုလို့ရှိရင်လည်းဒီမှာ line color ကိုတခြားရောင်တွေပြောင်းလို့ရပါတယ်နော်။ဒါကတော့ background ကိုဖြောက်ပြီးတော့နောက်ထပ်ကိုယ့်ဘက်ကိုဘက်ကောင်အသေးထည့်ကြည့်တာပေါ့နော်။ ဒီမှာပေါ့ကိုအရေးတွေပါလဲထည့်လို့ရပါတယ်เนาะဒီမှာအရေးထည့်ရင်လည်းဆိုလို့ရှင် share လို့သွားမယ်ပြီးလို့ရှင်ဒီမှာပုံကပေါ့เนาะဒီမှာ share လို့ဆိုလို့ရှင်အရေးလေးနည်းနည်းကြွလာတဲ့ပုံစံမျိုးလေးပေါ့เนาะအဲ့လိုမျိုးလေးထည့်ခြင်းလည်းရပါတယ်ဟုတ်ပါတယ်เนาะဒါဆိုလို့ရှင်ပုံကိုအရေးထည့်တာဖြစ်ပါတယ်ဒါဆိုလို့ရှင်ကိုယ်စိတ်ကြိုင်မလို့ရှင်တဲ့ background ကိုဖြတ်ပြီးတော့ကိုယ်စိတ်ကြိုင်နောက်မှာ background ရောင်လေးထည့်လို့ရပါပြီ။ ဒါပေါ့နော်ဘာဆော့ဝဲအကြီးမှမသုံးမနဲ့အာအလုံးအလွယ်တကူသုံးလို့ရတယ်မိုက်ခရိုဆော့ဝဲလေးကိုအသုံးပြုပြီးတော့ background ကိုဖျောက်လိုက်တယ်ပြီးတော့ကိုလိုချင်တဲ့ background ရောင်လေးထည့်လို့ရရင်ဒီလေးကိုမျှောက်ပေးရပဲဖြစ်ပါတယ်အာလုံးတွေလွဲကူပြီးတော့အသုံးဝင်မယ်လို့လည်းထင်ပါတယ်အခုဆိုလို့ရှိရင်ကျမမျှရပေးခဲ့တဲ့အရာတွေကအလုံးတွေဘူးသူလာတုံးမယ်လို့လည်းမျှော်လင့်ပါတယ်အသုံးဝင်မယ်လို့လည်းထင်ပါတယ် ကျမများရဲ့ဗီဒီယိုလေးကိုချိန်နေတတ်တယ်ဆိုလို့ရှိရင်ကျမရဲ့ဗီဒီယိုလေးကိုလည်း like and share လေးလုပ်ပေးပါကျမတို့ကိုအကြံပြုချင်တာရှိလို့ရှိရင်လည်း comment မှာအကြံပြုလို့ရပါတယ်ရှင်အပတ်စဉ်ဒီလိုဗဟုသုတရရဗီဒီယိုလေးကိုတင်ဆက်ပေးနေတဲ့ကျမရဲ့ page လေးကိုလည်း like and share face လေးလုပ်ထားပေးပါကျမရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့လူချင်းမများအားလုံးလည်းကျေးဇူးတင်ပါတယ်ရှင်နောက်ပတ်မှာလည်းဆက်မြောက်ကြည့်ရှုပေးပါအောင်เนาะအားလုံးကျေးဇူးတင်ပါတယ်